ဆိုတော့ဒီနေ့ကျွန်တော်ဖခင်ရဲ့အကြီးမားတဲ့အကြံစီတော်ဆိုတော့ခေါင်းစဉ်နဲ့ကျွန်တော်ဝင်ကားချင်းတယ်။တင်းအတွက်တင်းမိသားစုအတွက် prophet ပြုခြင်းနဲ့သက်ဆိုင်တဲ့ prophetic message တရင်းစကားဖြစ်တယ်။ God has a great plan for you and for me ။ဖခင်အားလုံးသိတယ် 所以呢，怎么也是不嘛上看的十七号干的，比如，就是一检查拍烟的，就是说，平安都冇接的，到底嘛检查都不没做咯。怎么也是不嘛上看的十七号，啊，拍烟。ติ๊กวยยังพัชินอารมณ์ตัวเองตัวก็อายาไปพยายาม တပန်ထာဝရဘုရားကရှောလူကိုဣတီရာရှင်ဘင်းအရာမှာငါပေထားတော့ကြောင့်တင်းဒီအပေမြကာလာပလုံးစိတ်မသာညည်းတွားလက်နေလိမ့်မင်းနေအဲ့မှာခဏရမယ်ဘုရားသခင်ကရှောလူကိုရှင်ဘင်းအရာမှာပယ်တယ် ်ရှင်မွေလာကိုတိုင်ကတချိန်တုန်းကဘိတ်သိက်ခဲ့တဲ့ပုံကိုဖြစ်တော့ကြောင်းရှင်မွေလာကအယံခံစားပြီးတော့ငိုကြွေးတယ်ဒီနေ့ပရမအနေနဲ့အားလုံးကိုဒီအထက်ကဘာခွန်အားပေးခြင်းလဲဆိုတော့ငိုကြွေးနေတဲ့သူတွေစိတ်ပြည့်နေတဲ့သူတွေခံစားနေတဲ့သူတွေကဘယ်သူတွေလဲဆိုတော့ဖျားဆီးရနေအတန်တော်မချားသေးတဲ့သူတွေဖြစ်တယ် 听阿特达姐嘛，平安诺卡帕多，少不来。听阿牛吹吹话，孔杰丹西，马赤德。诺卡帕多嘛，有天罗江；诺卡帕多嘛，查罗江，朝鲁嘎。阿钦尼阿布玛韦，鸡布鲁罕扎勒。阿贝米阿卡拉帕罗，尼托阿尼扎勒。你呢？朝鲁嘛，阿皮阿钦尼古钦没做勒。贝哈罗朝鲁嘛，那英格兰卢嘛不来勒。 ဘယ်တော့ခါကျန်ကျွန်တော်တိုင်းနိုင်ငံကငင်းချမ်းချစ်နေမြင် တွေ့ရမလဲစပြင်းလူအနေနဲ့ကြည့်မယ်ဆိုရင် အခြေအနေတွေကအရန်ဆိုးဝါးနေတဲ့အချိန်ကာလဖြစ်တယ်လူငယ်ရဲ့အနာကပျောက်ဆုံးနေတဲ့အချိန်ဖြစ်တယ်တိုင်းပြည်တစ်ခုလုံးရဲ့အခြေအနေကအဆိုးဆုံးအခြေအနေရောက်နေတဲ့အချိန်ဖြစ်တယ်ဘယ်နည်းမိတ်ဆွေနဲ့ကျွန်တော်က အခြေအနေရဲ့အထက်မှာစိုးစံတဲ့ဖခင်ကိုကိုးကွယ်တဲ့တော်ဖြစ်တယ်တို့ရဲ့အနာဂတ်က နိုင်ငံအထင်းမှလည်းမရှိဘူးဖခင်လက်ထင်းမှရှိတယ်။စေရအမစင်းကတင်ပေါ်ကိုဆုံးချက်ပေးတာမဟုတ်ဘူး။စေရမအောင်ရင်လည်းကိစ္စမရှိဘူး။ဖခင်တင့်ကိုချင်းမြောက်နိုင်တယ်။ကျွန်တော်လဲစေရနဲ့အောင်တော့အောင်တယ်။နဘာတာပေါင်းဝင်တဘာတာကုံလို့ထွက်တယ်။အဲ့ဒါတော့ကွတ်တီထွက်တာ။ကျွန်တော်မြန်မာပြည်မှာအိုးအမစင်းကောင်းမှကြောင်းတက်နိုင်မှာ အနာဂတ်ရှိတယ်လို့ထင်တာတကယ်တမ်းကျတော့မိတ်ဆွေအနာဂတ်ကအမေရိကန်လည်းမဟုတ်ဘူးဩစတြေးလျလည်းမဟုတ်ဘူးသင်ရဲ့အနာဂတ်တွေဘုရားလက်ထဲမှာပဲရှိတယ်ဘုရားစကားရတဲ့သူကလေခဏခဏစိတ်မကောက်ဘူးခဏခဏစိတ်မပြတ်ဘူးခဏခဏမငြင်းသွားဘူး ညီးသွားတယ်စိတ်ပြတ်တယ်စိတ်ကောက်တယ်ဆိုတဲ့အရာကအချီနေအပေါ်မှာယက်တည်တဲ့ဖွေတယ်ညီနေရတဲ့အရာတွေအပေါ်မှာယက်တည်တဲ့သူကငိုတယ်။အိုး၊သူကညီးသွားတယ်အကြစ်တင်တယ်။ဘယ်ဖယားတခင်ကအဲ့ဒီအချင်းကြီးအထက်မှာသူ့ရဲ့အတန်တော်ကိုကြားစေခြင်းနဲ့ဖယားဖြစ်တယ်။ တန်းစာဖတ်ကြည့်လိုက်ပါအေးသီလာလူမျိုးတွေကဒုက္ခရောက်တဲ့အခါတိုင်းမှာဘုရားသခင်ရဲ့ဖြည့်ရှင်တဲ့နေ့ကသူ့ရဲ့စကားတော်အပြင်ဖြစ်တယ်။ဘုရားရဲ့အတန်တော်ရောက်လာပြီဆိုရင်ပြတ်တန်တန်တဲကလွတ်မြောက်တယ်။ဒါရင်မိတ်ဆွေနဲ့ကျွန်တော်ရဲ့အခြေကအယူရင်လဲမဟုတ်ဘူး။အာမင်။အဲမလေးရှားမှာဆိုအာမင်တိတ်မချေတော့ယူရင်လဲမဟုတ်ဘူးဆိုတော့ ည်းကျွန်တော်တို့အဖြေမဟုတ်ဘူးတတိယနိုင်ငံလည်းကျွန်တော်တို့အဖြေမဟုတ်ဘူးဖျားစကားတင်းအထင်းမှာရောက်လာပြီဆိုရင်အဲ့ဒီဖျားစကားတင်းရဲ့အနာဂတ်တင်းရဲ့အသက်တာဖြစ်တယ်ဟာလေလုယာတင်းရဲ့ဘဝဖြစ်လာတယ်မျောလင်းချင်းဖြစ်လာတယ်